အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football live အစီအစဉ်ကနေပြီးတော့ပြန်လည်ပြီးကြိုးလိုက်ပါတယ်။ကောင်းမွန်သောနီလီနီဖြစ်ပါစေဒီနေရာကနေပြီးတော့စုမောင်းကောင်းတောင်းပေးလိုက်ပါတယ်။အဲ့ဒါကျွန်တော်မြန်မာစံတော်ချိန်ဒါကျွန်တော်9နာရီခွဲမှာနောက်ထပ်တပွဲအနေနဲ့ဒါကျွန်တော်တို့ကန်ခဲ့တဲ့ပွဲစဉ်ကတော့ Ipswich Town နဲ့ Arsenal တို့ရဲ့ပွဲစဉ်ပဲဖြစ်တယ်။အဲ့တော့ Ipswich Town နဲ့3ရဲ့ဒါကျွန်တော်အိမ်ခွဲမှာ အာဆနောသင်းမှာဒါကျွန်တော်အာဆနောသင်းကိုလေးဂိုးပြက်နဲ့ရှုံးနေခဲ့ပြီးဒါကျွန်တော်လက်ရှိအစ်ဆွေချောင်းနဲ့တန်ဆင်ရဘူးတော့တီကြသွားခဲ့ပြီဖြစ်တယ်လို့ပြောလို့ရမယ်နေတာတကူရောက်သွားအဲ့တော့တစ်ဖက်ကလက်စတာစီးတီးကတန်ဆင်သွားခဲ့ဖြစ်တဲ့ဒါ100% sure ဖြစ်သွားပြီတစ်ဖက်ကအာဆနောသင်းနဲ့ဒီနေ့ပုံစံမှာဒါနောက်ဆုံးချီတီးလီဗာပူးကိုငါတို့ကဒုက္ခပေးပြအောင်မယ်ဆိုတဲ့ပုံစံမျိုးကိုအာဆနောသင်းစီကနေတွေးခဲ့ရတယ်အစ်ဆွေချောင်းနဲ့ဒီနေ့ပုံစံမှာရှင်းပါတယ်အာဆနောသင်းကိုဘာဆိုဘာမှမလုပ်နိုင်ခဲ့ဘူးပွဲစားခြင်းကလေးကဒါပွဲပြီးသွားတဲ့အထိ အာစစ်ဝစ်တောင်းနေဘာဆိုဘာမကိုအာစနိုသင်းကိုမလုံနိုင်ခဲ့တာကိုတွေ့ရမယ်။ဒါအပြင်ကျွန်တော်ဒါမမဲ့ရဲ့အာစနိုသင်းနေတာကျွန်တော်ဒုတိယပိုင်းဒါကြောင့်ဆို ဒုတိယကိုသွင်းပြီးနောက်ပိုင်းမှာဒါကျွန်တော်စာကာကိုပလိမ့်နောက်ကတက်နေငယ်တဲ့ဒေးဗစ်စ်အနေနဲ့အနီးကရရှိတော့အဲ့ဒီအနီးကိုကျွန်တော်မြင်ရပြောမစမ်း100%ပါပဲဒါယူလော်မြဆော့ဖောင်းဖြစ်တယ်ဆိုပေမဲ့တေးတေးချာချာအနှေးပြကွက်နဲ့ပြန်ကြည့်မယ်ဆိုရင်ဒါကျွန်တော်တို့ဒီလိုမျိုးကြီးဒီလိုရက်နေတော့ဆောင်းနဲ့သွားနေတာဖြစ်ပါတယ်စာကာတော်တော်လေးကိုခံစားလိုက်ရပြီစာကာတော်တော်ဒါကျွန်တော်တို့တော်တော်လေးကိုနာသွားမယ်လို့ကျွန်တော်အနေနဲ့မြင်မိတယ်ဒါဒီနေ့ပွဲစဉ်မှာကျွန်တော်တို့လုံးဝ surprising ဖြစ်စရာတစ်ခုကဒါအာဒီတာပဲဗျအာဒီတာနဲ့ဒါသူ့ရဲ့အကောင်းဆုံးသော line up တစ်ခုသူ့အနေနဲ့ဒီနေ့ပွဲစဉ်မှာ line up ထုတ်ခဲ့တယ်ဒီနေ့ပွဲစဉ်မှာဒါတိုက်ဆက်ပိုင်းဆိုလို့ဒါ marino ဒါ ျွန်တော်ကွင်းလယ်မှာထားပြီး trusset ကိုတိုက်ဆက်ပိုင်းထည့်တာကလွင်ကျန်တဲ့ဥစ္စာကတော်တော်လေးကိုတူတယ်လို့ပြောလို့ရမယ်တဲ့မှာပါတယ်ဒါပေမဲ့ ီနေ့ပွဲစဉ်မှာကျွန်တော်ကြည့်ပြီးကျွန်တော်ကောင်းတဲ့မှာတွေးမိတဲ့အရာတစ်ခုရှိတယ်အဲ့ဒါကဘာလဲဆိုတော့မရီနိုပဲမရီနိုနေတဲ့တကယ်ကို လုံးဝ class တစ်ခုအရာအရန်ကောင်းတဲ့ကစားသမားတစ်ခုဖြစ်လာတယ်ဟုတ်တော့ဒုတိယသင်ကူမှာသူ့ရဲ့ပေးပို့မှုကိုကျွန်တော်ကြည့်နေဒါကျွန်တော်ပထမထင်လိုက်တာပေါ့နော်သူကနိုင်တော့လူကစိတ်ထဲမှာထင်တာအော် Declan Rice ပဲဒီလိုမျိုးပေးလိုက်တယ်ထင်တာကျွန်တော်စိတ်ထဲမှာတကယ်ဩငါထင်လိုက်တော့ဩကျွန်တော်ထင်လိုက်တော့ Declan Rice ကဆောင်းအမိုက်တဲ့ပေးပို့မှုတစ်ခုပေးလိုက် PMB ဆိုပြီးကျွန်တော်ကထင်လိုက်တာ ဒါပေမဲ့ဗျာမှန်တိုင်းပြောရမယ်ဆိုတကယ်ကိုလှပသေးတဲ့နောက်ပေါက်နဲ့ဒါကျွန်တော်မရီနိုပေးချလိုက်တယ်ပေးလိုက်တဲ့ဘောလုံးကိုတော့ထရက်ဆက်ကလုံးဝဒါကျွန်တော်အဲမဟုတ်ထရက်ဆက်ကမဟုတ်ဘူးလားမာတင်နယ်လီတွင်းသွားတာငါလည်းဘာတိပြောမှလည်းမသိဒါကျွန်တော်မာတင်နယ်လီ28မိနစ်မှာတွင်းသွားတာပထမဆုံးဒါကျွန်တော်အစောပိုင်းတွင်းကိုကိုဒါထရက်ဆက်ရဲ့ signature တွင်းကိုတစ်ခုလိုပဲဒါ14မိနစ်မှာဒါထရက်ဆက်ကတွင်းသွားခဲ့တယ်ဒါကျွန်တော်ထရက်ဆက်တွင်းသွားတဲ့တွင်းကဒါအခုနောက်ပိုင်းထရက်ဆက်ကိုတွင်းတယ်တော်တော်လေးကိုကြည့်မယ်ဆိုတွေးအေးတဲ့တမှာပါအဲ့တော့လာမယ့်ညရာဒီမှာအာဆောင်တဲ့နဲ့ထရက်ဆက်ကိုရောင်းဖို့ဒါကျွန်တော် budget အရပြင်ဆင်နေခဲ့ပြီးတော့ဒါအမှန်တိုင်းပြောမှကျွန်တော်ထရက်ဆက်ကိုမရောင်းစေချင်ဘူးဘာလို့ထရက်ဆက်ကဒါအမှန်တိုင်းပြောတက ယ်နဲ့တခါကြရင်ဂျူကာရန်ဆိုင်တယ်စတာလင်တို့ဘောက်ဒတ်ဆိုင်အများကြီးအများကြီးအာကိုရရဲ့ထဲမှာပါတဲ့ကစားသမားတယောက်ဆိုတော့ကျွန်တော်နေမငင်းချင်ဘူးဒါပေမဲ့ဒီနေ့ပွဲသမှာနောက်ထပ်တစ်ခုပြောချင်တာကအာဆုံသိရဲ့စာကာပဲ စာကာနည်းဒီနေ့ပေါ်စမှာလွဲတဲ့အလုံးစည်းစာဝင်ခဲ့မယ်ဆိုရင်အနည်းဆုံး hat trick တော့မဟုတ်ဘူးဒါကြောင့်တပည့် hat trick လောက်ရနိုင်နေရမှာရှိတယ်။ပထမပိုင်းမှာကြီးပဲစာကာအပိုင်လုံး၃လုံးလောက်ရခဲ့ပြီ။အဲ့ဒီလုံးလေးသာနည်းနည်းလေး go box သာတဲ့ခဲ့မယ်ဆိုရင်တော့ go ဝင်သွားနိုင်တဲ့အနေထားတည်းကြီးပဲ။အဲ့တော့စာကာနည်းဒီနေ့ပေါ်စမှာဘာလို့ဒီလောက်ထိ rating များလဲဆိုပွဲကြီးရလို့သိလိမ့်မယ်။ဒီနေ့ပေါ်စမှာဒါ minute 50သူရှိခဲ့တဲ့58မိနစ်အတွင်းမှာကစားသမားအဒီနဲ့တကယ်ကိုဒါအကောင်းဆုံး performance တစ်ခုကိုပြသနိုင်ခဲ့တယ်။ဒါပေမဲ့ go တော့မသွင်းနိုင်ခဲ့ဘူး။သူနဲ့ဒါတကယ်တမ်းဒါလုံးဝအဲ့တော့လက်ရှိဒါကျွန်တော်တို့ပြန်ကြည့်မယ်ဆိုရည်ရတာပေါ့။ no, အာဆိုသေးတယ်ဒါကွင်းလင်နဲ့တိုက်စစ်အလုံးမော6ရောက်ရှိတယ်6ရောက်တဲ့မှာဒါဂိုးပေါဝင်ပတ်သက်မှုမရှိတာစာကာတယောက်ပဲရှိတယ်အဲ့ဒါကတနာဘူးတော့ကောင်းတယ်ငါကောင်းနေတယ်ဒီနေ့ဘုသမတာရောနည်းနည်းပြောတကယ်တမ်းကောင်းခဲ့တာပါလေစာကာတာကျွန်တော်သူ့ရဲ့ဒါကျွန်တော်တို့ signature move ဖြစ်တဲ့ဒါကျွန်တော်တို့ဒီ down ကလက်လန့်ကန်တဲ့ပုံစံမျိုးသူတွေ့ရတယ်နှလုံးလုံးရှိတယ်ထင်တယ်အဲ့ဒါကိုကျွန်တော်ဒါမကူးခဲ့ဘူးမကူးခဲ့တဲ့အနေထားတစ်ခုမှာစာကာအနေနဲ့ဒါမဆိုးလာတဲ့ခြေစွမ်းတစ်ခုစာကာစီကနေတွေ့ရတယ်စာကာအနေနဲ့ဒါကျွန်တော်လာမဲ့ဒါခြေသွေးနေတယ်ပေါ့နော် PSG ပွဲမတိုင်ခင်အစာကာအကောင်းဆုံးခြေသွေးနေတယ်လို့ကျွန်တော်ရဲ့ပုဂ္ဂိုလ်ရေးအမြင်မိတယ်တစ်ဖက်ရဲ့ဒါကျွန်တော်လက်ရှိ အစ်ဆွစ်တောင်ကကျွန်တော်ဒါပွဲချိုသုံးသက်ချက်ခါမှာပြောခဲ့တူပါပဲသူအနေနဲ့ဒါကျွန်တော်တို့ EM Mechanical နဲ့ကိုအတင်းကြောင်းကိုကိုမသိတဲ့ပြဿနာတော်ဆိုးပါတယ်လက်ရှိမှာဒါ Andicat ဆိုလို့ဆိုရင်ခင်ဗျားပင်ပိတ်ပြီးကျွန်တော်ညင်းလို့ရတယ်ဒါပေမဲ့ Andicat မတိုင်ခင်ကတည်းကတစ်ဖက်သက်ကြီးဒါကျွန်တော်တို့ Arsenal သင်းကအနိုင်ယူတာဒီနေ့ပွဲစမှာဗျာတိလိုက်တာတိတယ်ပွဲစပြီး7မိနစ်လိုခဲ့ပွဲစပြီး7မိနစ်လောက်ခဲ့ကျွန်တော်တိလိုက်တာ Arsenal သင်းဒီပွဲနိုင်ပြီဆိုအဲ့တော့တခါကျခင်ဗျားတိတာလေဗျာဒါတခါကျဘောလုံးပွဲကြီးတယ်ဒါကျွန်တော်နှစ်တွေကြာလာခင်ဗျားအဲ့ဒီပွဲကဘလောက်ကောင်းကောင်းတစ်ဖက်ဘလောက်ကန်ကောင်းတယ်ပဲဆိုဆို ဒါအင်မတန်အင်မတန်မှာကန်ကောင်းလို့မှာကိုရီအဲ့တော့မိနစ်15မိနစ်နဲ့10မိနစ်ကြားထဲမှာကြီးလိုက်ပြီဆိုတော့အာစတောသိနေဒီနေ့ပွဲစဉ်ကို100% 9B ဆိုတော့ကျွန်တော်လုံးဝသိလိုက်တယ်ဘာလို့လဲဆိုတော့ဂျီလုံးဝပြားသေးတာလုံးဝကွာချလို့ ਨੇ ပိုဆိုးတာဒီလက်ရှိကွင်းလေပဲမရီနိုဒက်ကလန်ရိုက်စ်အိုဒင်က3ယောက်ကွင်းလေ ਨੇ တစ်ဖက်ကအန်စီဆိုမော်စီ ਨੇ ဒါကြောင့်ကာဂျူစတစ်ကွင်းလေ ဘာဆိုဘာမှမဆိုင်ဘူးလက်ရှိမှာဒါကျွန်တော်တို့ပေးပေါ်တော့ချန်ပီယံတော့ပုံမှန်လေးပြောချန်ပီယံရှစ် level ကွင်းလေနဲ့ဒါကျွန်တော်တို့ပရီးမီးယားလိ level ကွင်းလေဒါပရီးမီးယားလိမဟုတ်လက်ရှိမှာချန်ပီယံလိ semi finalist ကွင်းလေနဲ့ချန်ပီယံရှစ်ဆင်းတော့မဲ့ကွင်းလေဘယ်လောက်ထိကွာချားလဲဆိုတော့ခင်ဗျားတို့အတိုင်းသားတွေ့ရမယ်တဲ့မှာပါတယ်ပြောချင်တာဒီနေ့ပေါ်စမှာ switch ကို minute 60ဒီကြည်လိုက်ဘာဆိုဘာမှမရှိဘူး ဒီအသင်းကကျွန်တော်တခြား championship ဆင်းသွားပြီဆိုတော့တခုခုပြန်လုပ်ပြနိုင်စွဲရှိမယ်အသင်းတစ်သင်းလို့ပြောလို့ရမယ်တဲ့မှာပါတယ်ဒါပေမဲ့အတိုက်အတာတခုဒီပြန်ကြည့်မယ်ဆိုရင်တော့ဒါကျွန်တော်ဒီနေ့ပွဲစဉ် Arsenal show ပဲဒါပေမဲ့ကျွန်တော်နေနေ့ပွဲစဉ်မှာတခုကြည့်တာကဇင်ကြီးပဲဇင်ကြီးကိုလာမဲ့နေရာဒီမှာ Arsenal အသင်းနဲ့ရောင်းချတော့မယ်ဒါကုနာတီတီလဲတီချတော့နေနေ့ပြောဒါပေမဲ့ ဇင်ကြီးကိုအာစတန်မှာတကယ်နှံ့မျောတယ်ဒါပေမဲ့ဇင်ကြီးကခုနက defensive ပိုင်းကအားနည်းမှုတွေအများကြီးရှိတယ်မှန်တယ်ဒါပေမဲ့သူ့ရဲ့တကယ်အာစတန်မှာလေးဇင်ချန်ကိုကောင်းပြီဆိုရင်ဒီ left back နေရာမှာတကယ်ကိုကောင်းတယ်ဘယ်သူမှလိုက်မမီအောင်ကောင်းတဲ့ moment တွေရှိတယ်အဲ့တော့ဒီနေ့ပွဲစမှာဇင်ချန်ကိုကျွန်တော်တို့ဒါသူ့ရဲ့ better version တစ်ခုတွေ့ရတယ်ဒါပေမဲ့ဒီနေ့ပွဲစမှာဒါကျွန်တော်တို့ Saliba Kiwior ရဲ့တွဲလုံးတွေ့ရအဲ့တော့ဒီကျွန်တော်တို့ဒီနေရာမှာဒါ Kiwior ကိုကျွန်တော်ချီးကျူးခြင်းတယ် Kiwior ကို appreciate လုပ်ခြင်းတယ် Kiwior မရှိရင်တော့မှာ Real Madrid နဲ့နှစ်ပွဲဆော်တယ်အခုလက်ရှိမှာဒါကျွန်တော်တို့ အစ်စွချက်တပွဲဆိုတော့သုံးပွဲဒါကျွန်တော် kiwi ရောမိနစ်60ကိုဒါနည်းနည်း280အပြည့်စောတဲ့အချိန်မှာ kiwi ရောတကောင်ဒါကျွန်တော်တို့တလုံးမဲ့ပေးကိုပေးရတယ်ရှော့အောင်တာဂက်ကစအများများဆဆဒါ kiwi ရောဘက်ကနေပေးခဲ့ရခြင်းမရှိဘူးဒါကိုနောက်ဆုံးပြဒါပုံမွေလေခင်ဗျာဒါကျွန်တော်တို့အစာလီပါကိုကျွန်တော်သဘောကျလက်ရှိမှာဒါကျွန်တော် premier league မှာကျွန်တော်အကြိုက်ဆုံးစားသမားစာလီပါပါတယ်ဒါပေမဲ့ ချန်ပီယံလိမာတော်မှာသွင်းငံလိုက်ရတဲ့သွင်းကိုကစာလီဘာညက်လို့ပေးလိုက်ရတဲ့သွင်းကိုဖြစ်ပြီးတော့ကီဝီဝေါနဲ့မဆိုင်ခဲ့ဘူးအဲ့တော့လက်ရှိမိနစ်290မှာကီဝီဝေါအနေနဲ့ဂေဗရီယယ်တော့ကောင်းခြင်းမကောင်းခြင်းဆိုတော့ခမမေ့ထားတယ်ဒါပေမဲ့ကီဝီဝေါကလက်ရှိမှာသူ့ကိုပေးထားတဲ့တာဝန်ထက်အများကြီးအာဆနယ်အသင်းမှာသူ့ ထမ်းဆောင်နေတယ်ဆိုတော့ခမန့်ငင်းလို့မရဒါပေမဲ့ကျွန်တော်ခုလက်ရှိမှာသဘောကျဆုံးကဘာလဲဆိုတော့ဒီ right back နဲ့ right wing ကိုမတွေ့ရကြဘူး right wing မှာ Saka right back နေရာမှာ Van White overlapping run ဒါကတော့ Saka ဒီတောင်ပိုင်းကဆွဲလဲဟို Van White ကြီးရဲ့ခန္ဓာကိုလွတ်တုလွတ်တုလွတ်တုကြီးတယ်ဒါကျွန်တော် overlap ကြီးရဲ့ဒီနေ့ပွဲစဉ်မှာပြန်ပြီးတွေ့ခဲ့ရတယ်အဲ့တော့အာဆိုသိရင်ဒါကျွန်တော်နောက်ပိုင်းပွဲစဉ်မှာရှာရှာပပ harvest ရောက်ကလွှင့်လူစုံတက်စုံကိုကျွန်တော်ပြန်တွေ့ဒါပေမဲ့လက်ရှိမှာအာဆိုသိကိုကျွန်တော်ဒီနေ့ပွဲစဉ်ကိုကြည့်ကျွန်တော်ဘာကိုမြင်မိလဲသိလား Arsenal သင်ရဲ့ squad depth ကအင်မတန်မှ blooming ဖြစ်လာခဲ့တယ် blooming ဖြစ်လာခဲ့တဲ့နေရာဒီနေရာမှာပြောချင်တာအာဆော်သင်းနေနဲ့အရန်လူစင်းရတအားကောင်းလာခဲ့တယ်ဒါခုနကအသင်းကဝယ်ပေးလို့တော့မဟုတ်ဘူးလူငယ်တွေတအားတက်လို့မလဲရှိမှာဗျဒီနေ့လဲသွားတဲ့လူတွေကြည့်လိုက် Louis Kelly Ethan Wanwery ဒီလိုကစားသမားမျိုးဆိုတာတကယ်တမ်းဘူအသင်းကလူလဲလိုက်လို့အသင်းကကြသွားမဲ့အေးရောင်မရှိမဲ့ Louis Kelly နဲ့ Ethan Wanwery ဝင်လာတဲ့အချိန်မှာအသင်းကပူကောင်းသွားတယ်ပြီးတော့ပြီးတော့ Ethan Wanwery တွေဝင်လာတော့သူ့ဘာဂိုးထက်သွင်းကောပြောချင်တာအဲ့ဒါကိုပြောချင်တာအဲ့တော့အသင်းတသင်းကကောင်းတည်ဖြစ်စေမကောင်းတည်ဖြစ်စေဆိုတာဒါခုနကသူ့နေရဲ့ substitute ကိုကြည့်ရသေးတာတယ် ။ဟာငါတို့တရားကွာဂိုးမလို့လို့ဒီလိုမျိုးကစားသမားတောင်မှဒါလှုပ်ပြနိုင်တယ်ဆိုတဲ့ဥစားမထည့်လိုက်တဲ့အချိန်မှာဒီကစားသမားကအစားဂိုးသွင်းသွားတယ်။အဲ့တော့ ပြောရင်တော့ပဲလာမယ့်ဒါကျွန်တော်ပွဲစဉ်မှာဒါခုနပြောသူအရန်နေထားရလဲယုံလို့ရရနေတာရှိရခုနပြောသူအာဆိုတဲ့ဒီနှစ်မှာပရီးမီယာတိုက်တဲ့ကိုဆွရှင်သွားခဲ့ yes ဒါပေမဲ့ at least they are going out with star ခုနပြော at least တော့သူတို့နေနောက်ဆုံးချိန်ညီငါတို့အရှုံးမပေးဘူးငါတို့လုံနိုင်တယ်လို့လုတ်သွားခဲ့မယ်အဲပြောခင်တာရှင်းပါတယ်တစ်ဖက်ကတော့ championship အဆင့်နဲ့ရှိတဲ့အသင်းနဲ့တစ်ဖက်ကဒါ premier ဆိုအာ champion league ကို semi finalist အသင်းနဲ့တင်းရဲ့ kwa ချချက်ကအင်မတန်မှတိတာလုံးပါတယ်ဒီနေ့ပွဲမှာကျွန်တော်နေ surprise twist ရတခုရှိခဲ့တာတော့ arsenal အသင်းရဲ့ data နဲ့ဒါကျွန်တော်လုံးဝမိကုန်ရန်ကုန်ချမ်းမှုအတွက်လူစုံတက်စုံထွက်လာခဲ့ တယ်ပွဲတစ်ပွဲကိုကျွန်တော်နေတော်တော်လေးကို surprising ဖြစ်စရာဖြစ်ခဲ့တယ်ကျွန်တော်အမှန်တမ်းပြောမှဆိုတော့ဟိုတစ်ဖက်ကနှစ်ဖက်လုံးကတော့ကျွန်တော်တစ်ဖက်က Manchester United တင်းနေတာကျွန်တော်တို့အဲ Chelsea တိတ်ကရတာကျွန်တော်တို့ Chelsea ကလည်းဒါနောက်နောက်ဆုံးမိနစ်ထိဒါအခြေအနေမကောင်းဘူးဒါအာ Manchester United ကရှုံးနေတာအဲ့ပေါ်ဖိကြည့်တဲ့အချိန်မှာကျွန်တော်3-0လောက်မှကျွန်တော်လွတ်သွားတယ်ဒါပေမဲ့ Ethan Wanderer ကိုသွင်းသွားတဲ့အချိန်မှာကျွန်တော်ပြန်ကြည့်မှာ Ethan Wanderer ရတာကျွန်တော် okay အာ Chelsea လေးကိုသွင်းသွားပြီပေါ့နော်အဲ့တော့လက်ရှိမှာ Arsenal တင်းနေဒီနေ့ပုံစံက တဖတ်တတ်ပါပဲနိုင်မယ်မလန်းသိတယ်အကုန်လုံးသိတယ်ဒါဝန်တာပေါ်တယ်နောက်ဆုံးအချိန်ထိဒါကြောင့် Liverpool ကို pressure ပေးသွားမယ်ဆိုတဲ့စကားတိုင်းပဲလက်ရှိမှာ Liverpool ကို pressure ပေးဖို့တော့ Arsenal သင်းတာဝင်ကိုခြေပြုံးစွာထမ်းဆောင်နိုင်ခဲ့တယ်။တစ်ဖက်က Ipswich က Championship ခြေစွမ်းကိုပြန်ပြီးမြင်ခဲ့ရတယ်။တကယ်ကိုတန်ကြောင်ကြီး။အဲ့တော့အဲ့လိုပြောလို့ Arsenal Arsenal နဲ့ဒီနေ့ပေါ်မှာတအားကောင်းခဲ့ပါတယ်။ကစားသမားတစ်ယောက်ချင်းစီကတာဝန်ခြေခဲ့ပြီးတကယ်ကိုကောင်းမွန်တဲ့အသင်းတစ်သင်းကိုထပ်ပြီးတော့ Arsenal သင်းစီကတွေ့ခဲ့ရတယ်။ ဒါတော့ပါပဲဘောလုံးပွဲတွေကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ Youth Sport Media 3 Point Unit TV 4 YouTube မှာကျင်းလို့ဆိုတော့ပေါအောင်ကူညီလို့ရပါတယ်။များများလေးလည်းကလစ်ဖို့မမေ့ကြပါနဲ့ဗျာ။အောက်က comment တွေထဲမှာလည်း Youth Sport Media 3 Point Unit TV 4 YouTube link လေးတွေကိုထည့်ပေးထားခြင်းမကြောင့်ဆိုကူညီပေးလို့ရပါတယ်။ကျွန်တော် YouTube Channel လေးကို Like and Subscribe လေးကိုကျွန်တော်အားပေးလို့ရပါရ။များများလေးလည်းကလစ်ဖို့မမေ့ကြပါနဲ့ဟုတ်။များများကလစ်မှမြန်မြန်နာဖြစ်ပါတယ်။အားလုံးပဲကြိုးလို့ပါတယ်။ကောင်းမွန်သောနေ့နေ့ဖြစ်ပါစုမောင်းတောင်းပြီးနေပဲ ကျွန်တော်တို့ညောင်းမှာပဲအေးဆစ်ဆစ်တွေ့ကြတာပေါ့အားလုံးမကြုံပါနဲ့မြန်မြန်လေးကလစ်ပေးကြပါဗျမြန်မြန်ကလစ်မှာမြန်မြန်နာဖြစ်ပါတယ်ကျွန်တော်တော့ကုန်ပြီပါဦးပေးပါဗျ